အရင်တပတ်တုန်းကအရင်နှစ်ကဇူလိုင်လကောင်ကနီးဘယ်ရက်လဲတော့မမှတ်မိဘူးနော်ဒီနေရာမှာပဲဒီလိုပဲတရားဓမ္မတွေအများကြီးတရားဘောတပွဲဟောခဲ့တယ်နော်အခုဒီเจ้าမှာတခါတရားဘွယ်ဟောဦးမယ်လို့စီစဉ်တော့ဘုန်းကြီးကစိတ်ထဲမှာမှန်းပြီးတော့မျက်စိထဲမှာကြည်လိုက်တယ်တရားဓမ္မတွေဒီလိုပဲထိုင်နေကြတယ်နော် စိတ်ထဲမှာမြင်နေရတာအဲ့တော့စိတ်ကူးထဲမှာပဲတရားဓမ္မတွေကိုတရားဟောနေတာရက်တော်ကြာသွားပြီနော်တကယ်မဟုတ်ပြည့်သေးခင်မှာစိတ်ကူးထဲမှာဟောနေတာနော်ပြောပြရအဲ့တော့ဒီနေ့တော့အာလူငယ်တွေကိုပို့ပြီးတော့ဟိုသဘောပေါက်စေခြင်းနဲ့အကြောင်းအရာလေးတွေကိုပြောပြခြင်းပါ လူငယ်တွေကိုသဘောပေါက်စေချင်တာဆိုတော့လူကြီးတွေကမပါဘူးလားဆိုတော့ပါရမှာပဲအဲတော့လူငယ်တွေကိုပြောပြမယ်ဆိုတော့ဘုန်းကြီးငယ်ငယ်လုံးကအကြောင်းအရာလေးလည်းနည်းနည်းလေးစပြီးတော့ပြောလိုက်ချင်တယ်နော်အခုနောက်တော့ဒကာဒကမတွေကိုဟိုကတော့ပြီးတော့တရဏဂုံ၃ပါးရှိကနေဘုန်းကြီးကဆိုပြီးတော့ ဗုဒ္ဓံ තර ဏံကိစ္ဆာမိလို့ဆိုရတာဘုန်းကြီးစိတ်ထဲမှာအမတန်ကြည်နူးတယ်စိတ်အမတန်အေးချမ်းတာပဲဘာလို့တုန်းဆိုတော့ဘုန်းကြီးပြောပြခြင်းလားဘုန်းကြီးငယ်ငယ်တုန်းကဘာကိုမှမယုံဇာတိတော့အများကြီးဖတ်တယ်ဟုတ်ဖတ်တာများတော့ဟိုကတမျိုးဒီကတမျိုးအမျိုးမျိုးဖြစ်နေတော့စိတ်ထဲကဘယ်လိုတွေးလဲဆိုတော့ဓာရီအားလုံးဟာဟို စေတနာကောင်းကောင်းနဲ့ပြောတဲ့စကားတွေတော့မှန်ပါတယ်ဒါပေမဲ့တကယ်အမှန်တရားကိုသိလို့ပြောတာတော့မဖြစ်နိုင်ဘူးအတွေ့ခေါ်ယူဆအမျိုးမျိုးဘာသာတရားတွေအမျိုးမျိုးဖတ်တော့မြန်မြန်ဖတ်လေလေတန်တရားပိုကြီးလေလေဖြစ်လာနော်တိတ်မစင်စားတဲ့လူကတန်တရားတိတ်မကြီးဘူးနော်တိတ်မဖတ်တဲ့လူကလည်းတန်တရားတိတ်မကြီးဘူးဘုန်းကြီးကစာရိအများကြီးဖတ်ပြီးတော့အများကြီးစင်စားတော့ မြန်မြန်ဖတ်လေလေမြန်မြန်စဉ်းစားလေလေတန်တဲ့အကြီးလေလေဖြစ်လာတယ်။ကြီးလာတဲ့ခါကျတော့အဲ့လိုတန်တဲ့အကြီးတော့စိတ်ထဲကဘယ်ဟောင်းမှယုံလို့မရအောင်ဘယ်သူမှလည်းမယုံဘူး။စေတနာနဲ့ပြောတာတော့ဟုတ်ချင်ဟုတ်မယ်။ဒါပေမဲ့သူတို့ပြောတာတော့ငါမှန်တယ်လို့လက်မခံဘူး။အဲ့တော့စိတ်ထဲမှာဘယ်သူမှတကယ်စိတ်ချလက်ချမယုံဘူး။ အဲ့ဒါလည်းပဲတစ်ခါကနေပြောရင်ဘုန်းကြီးရဲ့ personality ဘုန်းကြီးရဲ့ပင်ကိုယ်ဇယိုက်လို့ထင်ပါတယ်စိတ်မချနိုင်တဲ့ဇယိုက်ရှိတယ်ဟောမယုံကျင်တဲ့ဇယိုက်ရှိတယ်တန်တရားကြီးတဲ့ဇယိုက်ရှိတယ်အဲ့တော့ကိုယ်ကိုယ်တော့ဘယ်လိုပြန်ပြောလဲဆိုတော့ဘယ်ဘာသာတရားကိုမှငါစိတ်ချလက်ချယုံကြည်လို့မရဘူးကိုယ်ကလည်းလည်းမရဘူး ယုံကြည်တယ်ကိုးကွယ်တယ်ဆိုတာကတယောက်ကအတင်းကျခိုင်းလို့မရဘူးနော်ရနိုင်ပါမလားမရနိုင်ဘူးနော်အခုဒီဒီလူတယောက်ကဟိုလူတယောက်ကိုမချစ်ဘူးဆိုတော့အတင်းကျချစ်ခိုင်းမယ်ရပါမလားမရနိုင်ဘူးအဲ့တော့ချစ်တယ်ဆိုတာအတင်းကျခိုင်းလို့မရသလိုပဲယုံကြည်တယ်ဆိုတာလည်းအတင်းကျခိုင်းလို့မရဘူးသူဟာသူအလိုလျောက်ယင်တဲ့ကနေဖြစ်လာမှပဲရတယ်နော်ချစ်တယ်ဆိုတာလည်းပဲယင်တဲ့ကနေအလိုလျောက်ဖြစ်လာမှတကယ်ချစ်တယ် ်ယုံကြည်တယ်ဆိုရလည်းပဲသူ့ရင်ထဲကနေတကယ်ဖြစ်လာမှာပဲယုံကြည်တာလို့ပြောလို့ရတယ်နော်အဲ့တော့ဘာကုမယုံလို့မရတော့လဲနေရတာကြီးကမရေရာသလိုဖြစ်နေတယ်နော်ဘာကုအလေးနဲ့ထားရမယ်ဘာကုတန်ဖိုးထားရမလဲကို့ဘဝကဘယ်လိုပုံစံနဲ့နေရမလဲအဲ့ဒါတွေကိုအများကြီးစဉ်းစားရတယ်နော်စဉ်းစားတော့ကိုကိုကိုဘယ်လိုပြောလဲဆိုတော့ငါကိုချင်းစာတရားတော့လက်ကင်ထားမယ် ငါကြောင်းတော့ဘယ်သူမှဒုက္ခမရောက်เสียရဘူးအဲ့ဒါဆိုရင်ကိုပဲကို့ဘဝမှာစီကံလေးတခုရှိလာပြီနော်အဲ့ဘဝမှာစီကံမရှိဘဲနဲ့နေလို့မဖြစ်နော်ပင်ကိုကအဲ့လိုနော်တန်ရကြီးလို့ဘာကုမမယုံနိုင်တော့အဲ့လိုဘာကုမမယုံမနဲ့နေရတာကိုကနေလို့တိတ်မကောင်းဘူး အဲ့တော့တခုခုကိုတော့အလေးနဲ့တံပိုးထားပြီးနေရာမှာ ဖြစ်မယ်ဆိုပြီးတော့ပထမဦးဆုံးကိုကိုကိုဟိုဘယ်လိုနေမယ်ဆိုတဲ့စီကံလေးတခုပေးလိုက်တာမှာကိုချင်းစာတရားကိုပေးလိုက်တယ်နော်ငါလူတိုင်းကို ကိုချင်းစာတရားနဲ့ဆက်ဆံမယ်တကယ်ကိုချင်းစာတရားနဲ့ဆက်ဆံပြီးနေကြည့်တော့တော်တော်အကုသို့နေသွားတာတွေ့ရနော်အခုအကုသို့တော်တော်များများဖြစ်နေကြတယ်ဆိုတာကိုချင်းစာတရားနေလို့ပါ တော့ကိုချင်းစာတရားထားလိုက်တယ်ဆိုတာနဲ့ကိုပဲမေတ္တာဆိုတာလည်းပဲသူ့အနောက်ကနေပါလာတာပဲနော်ငါ့ကိုချစ်ခင်တာကိုငါတိတ်လို့ခြင်းတာပဲနော်အဲ့တော့ငါလည်းသူ့တပတ်ကိုချစ်ချစ်ခင် ခင်ဆက်ဆံမှဖြစ်မယ်အဲ့ဒါလို့မေတ္တာကရုဏာဆိုတာလေးပါလာတဲ့ခါကျတော့လည်းပဲပို့ပြီးတော့အဆင်ပြေလာတာတွေ့ရတယ်နော်နောက်တစ်ခါကိုကိုသူ့တပတ်ကမယိုးမသားပြောတာဆိုတာလိန်နာညာတာလှဲ့စားတာကိုခံရရင် မခံနိုင်ဘူး တိတ်စိတ်ဆိုးတာပဲအဲ့ဒါအဲ့တော့ငါ့ကိုသူများကမယုံမသားလိန်နာညာတာလက်စားတာကိုလှုပ်လိုက်ရင်ငါမခံနိုင်ဘူးမကြိုက်ရင်တော့မကြိုက်ဘူးလို့ပြောရင်သဘောကျသေးတယ်နော်မကြိုက်တာကိုကြိုက်ဟန်ဆောင်နေရင်သိသွားရင်အဲ့ဒါတော်တော်ကိုစိတ်ဆိုးတာနော်လက်မခံချင်ဘူးအဲ့တော့အဲ့ဒါကိုလည်းတစ်ခါထည့်စဉ်းစားလိုက်တယ်ငါလူတွေနဲ့ဆက်ဆံတဲ့ခါမှာရိုးရိုးသားသားပုံမွေလင်းလင်းပြောပြီးတော့ဆက်ဆံတယ်ဒါပေမဲ့ ဲ့ဒီရိုးရိုးသားသားပြောလို့ဟိုဒုက္ခရောက်တာလည်းတော်တော်များခဲ့ပါပြီ။နော်။မှုသားမပါလင်္ကာမချောဆိုတာလို့နော်လူလောကမှာတစ်ခါတလေအမှန်တမ်းပြောရင်လည်းဒုက္ခရောက်တတ်တယ်နော်။ဒါပေမဲ့ဘုန်းကြီးကတော့ဘယ်လိုကြီးစလဲဆိုတော့ဒုက္ခရောက်ခြင်းလည်းရောက်ပါစေ။မှန်တာပဲပြောမယ်။နော်။ဒုက္ခတော့အများကြီးရောက်ခဲ့ပါတယ်။နောက်တော့အဲ့ဒါလို့ကိုယ်ဘဝမှာဖြစ်နေတာကိုယ်စိတ်ထဲမှာဖြစ်နေတာတွေသတိထားပြီးတော့ကြည့်တယ်နော်။ တစ်ဖက်ကလည်းစာရီတော့ဖတ်ပါတယ်နော်ဘုရားဟောတဲ့တရားတော်တွေကိုလည်းဖတ်တယ်မြတ်စွာဘုရားရဲ့ဘဝဖြစ်စဉ်အဲ့ဒါကိုလည်းအင်မတန်စိတ်ဝင်စားတယ်အသေးစိတ်သေးချာဖတ်ပါတယ်နော်ဖတ်ပြီးတော့အကုန်လုံးတော့နားမလဲပါဘူးနော်နားလည်တာကနည်းနည်းပဲရှိတယ်အသက်ကလည်းငယ်သေးတာနော်ဒါပေမဲ့အဲ့ဒီမှာကုသိုလ်အကုသိုလ်ဆိုတာကိုခွဲခြားပြီးတော့မြတ်စွာဘုရားဟောထားတာကိုသိစိတ်ဝင်စားတယ်ဘုန်းကြီးကအရင်တုန်းကဘယ်လိုထင်လဲဆိုတော့ ကုသိုလ်ဆိုတာလည်းတတ်မှတ်ချက်ပဲနော်အကုသိုလ်ဆိုတာလည်းပဲတတ်မှတ်ချက်ပဲဒီဘာသာတရားမှာဒီလိုလောက်တာကုသိုလ်တဲ့နောက်ဘာသာတရားတစ်ခုမှကြတော့အဲ့ဒါအကုသိုလ်ပဲဒီဘာသာတရားတစ်ခုမှကြတော့ဒီလိုလောက်ရင်အကုသိုလ်တဲ့နောက်ဘာသာတရားတစ်ခုသွားကြည့်တော့အဲ့ဒါကုသိုလ်တဲ့ဆိုတော့ဟောဒါတွေကကိုယ်သဘောကျသလိုတတ်မှတ်ထားတာတွေပါပဲအဲ့ဒါလိုယူဆပြီးတော့ဟိုတိတ်လေးလေးနက်နက်လက်မခံနိုင်ဘူး ဲ့မဲ့ဘုရားဟောတဲ့တရားတော်တွေကိုဖတ်ကြည့်တော့ကုသိုလ်အကုသိုလ်ခွဲပြီးတော့အသေးချာဟောထားတာတွေ့ရတယ်နော်တွေ့ရတဲ့အထက်မှာကုသိုလ်လားအကုသိုလ်လားဆိုတာကိုစစ်ဆေးနိုင်တဲ့အချက်လိုက်ကလေးတွေလည်းပါတယ်နော်အဲ့ထက်မှာတစ်ခုကဘာလဲဆိုတော့ဘာလဲဆိုတော့ကုတလံအနဝိဇံဒုက္ခဝိပါကလက္ခဏံဆိုတော့အဲ့လိုစာပိုက်လေးတစ်ပိုက်တွေ့တယ်နော်ကုသိုလ်ဆိုတာအပြစ်ကင်းတယ်ချမ်းသာတဲ့အကျိုးကိုပေးတယ် အဲ့လိုဆိုတော့ကိုယ်စိတ်ထမှာဖြစ်နေတာကိုကိုကြည့်တဲ့ခါကျရင်မလုတ်တင်တာတစ်ခုခုကိုလုံးမိလို့ရှိရင်စိတ်ထမှာနောင်တဆိုတာဖြစ်တယ်နော်လူသိသွားမှလည်းကြောက်တယ်ရှက်တယ် guilt ဖြစ်တယ် shame ဖြစ်တယ်နော်အဲ့တော့အဲ့လိုစိတ်ထမှာရှက်တဲ့စိတ်ကြောက်တဲ့စိတ်နောင်တရတဲ့စိတ်ဖြစ်နေလို့ရှိရင်ချမ်းသာတာမချမ်းသာဘူးနော်အဲ့တော့ကို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 ဘယ်လိုပြောလဲဆိုတော့စိတ်ဆင်းရဲနေပြီစိတ်ဆင်းရဲနေအဲ့ဒါအကုသို့ဖြစ်နေတာပဲ နော်အဲ့တော့စိတ်ချမ်းချမ်းသာသာနေခြင်းတယ်အဲ့တော့ဘုန်းကြီးရဲ့အင်မတန်ပြင်းပြတဲ့စန္ဒထဲမှာအဲ့ဒါတစ်ခုလည်းပါတယ်နော်အင်မတန်စိတ်ချမ်းချမ်းသာသာနေခြင်းတယ်ငြင်းငြင်းချမ်းချမ်းနေခြင်းတယ်လွတ်လွတ်လပ်လပ်နေခြင်းတယ်အနှောင်ဖွဲ့ဆိုရင်မကြိုက်ဘူးငငယ်တွေကမကြိုက်ဘူးတော်တော်လေးငငယ်တွေကဘုန်းကြီးရဲ့ဇိုက်မှာဘုန်းကြီးကိုချုပ်ချင်ရင်မကြိုက်ဘူးအင်မတန်လွတ်လပ်တာကိုကြိုက်တယ်အဲ့တော့ကိုယ့်ကိုယ်ကိုဘယ်လိုပြောလဲဆိုတော့ ငါစိတ်ချမ်းသာတာလိုချင်တယ်စိတ်အေးချမ်းသာလိုချင်တယ်စိတ်ထမှလွတ်လပ်နေတာကိုလိုချင်တယ်နော်အဲ့တော့ငါရဲ့စိတ်ကိုမလွတ်လပ်အောင်လုပ်တဲ့အရာမျိုးကိုငါမလိုချင်ဘူးအဲ့ဒါကိုသတိထားမရှောင်ရမယ်နော်စိတ်ကိုမအေးချမ်းစေတဲ့အရာကိုမလိုချင်ဘူးစိတ်ကိုဆင်းရဲစေမယ့်အရာကိုမလိုချင်ဘူးအဲ့တော့လူရင်းကဒီလိုအခြေခံအချက်ကလေးတွေပဲနော်အဲ့တော့ဒကာဒကမတွေမေးကြည့်ခြင်းတယ် စိတ်ချမ်းသာတာကြိုက်တလားကြိုက်ပါလေနော်တိတ်ကြိုက်တာပေါ့နော်စိတ်အေးချမ်းသာကြိုက်တလား